မှန်ကာဘာဆောင်ဆိုလို့လည်းမဟုတ်ဘူးပြဆိုတိလည်းမဟုတ်ဘူးဒါဒီဗုဒ္ဓဘာသာဝင်တရားဝင်ရဲ့ဒီသမီးကိုပူဇော်တယ်ဆိုတဲ့ပုံစံလေးပဲဆိုတော့အဲ့တော့ကြည့်ကြည့်လဲလူတွေကြည့်ရောက်သွားမယ်လည်းမကြည့်ဘူးဒိုင်းလေးပဲတင်လိုက်တာအခုကို Facebook အကောင့်မှာဆိုလဲအခု friend လေးနှထောင်ရရပေါ့နော်အဲ့လိုသဘောလေးနဲ့ပဲတင်လိုက်တာပေါ့ဟမ်ဒါအေးချင်းအားလို့ပြောရမှာပေါ့နော်ဒီသမီးဒီဓမ္မ daily ရဲ့ comment မှာအဲတချို့ဆိုလို့ရှိရင်ဒါဘာသာမကြည့်ဘူးဘာသာကြားရအောင်မှာဒီသမီး ောပေါ်ကြကြရဲအဲဒီဘုရားဘာသာဝင်ချင်းချင်းဆိုလို့ရှိရင်လည်းပေါ့နော်အဲချင်းလေးလောက်ထောင်လိုက်ကြတယ်သူတို့စိတ်ထဲမှာအေးချမ်းွားတယ်ဆိုရာလေးနေတယ်အဝမ်းသာပါတယ်ဒီသူချင်းလေးကိုသူစိတ်ထဲမှာလည်းချမ်းစိတ်ချမ်းသာတယ်ပေါ့နော်အဲဒီသူတို့လေးချင်းမဲကြတာပိုပိုင်းတဖို့တော့ကိုရဲလွင်ဖို့ဆိုတော့ဒါတကယ်ရှိမှတကားဆုံးလာတယ်ပေါ့နော်အဲဒီကတော့တကယ်ဆောင်ဖုံးထုတ်ပေါ်လာပြီးအဘေဝင်ရဖြစ်တာဟုတ်တကယ်ချင်းနဲ့ကျတော့ခင်ဗျားတော့အရင်ကြီးတော့မကြသေးဘူးဒါပေမဲ့ဒီချင်းလေးရဲ့ဒီနေ့ကိုကဲပြီးတော့မှရဆပြီးတော့ခင်ဗျားပါပြီးရဲ့ တော့တော့ပေါင်းပြစ်တယ်ပေါ့နော်အဲတကယ်ချင်းကကျတော့ဒီစိတ်ထူကိုလူကြီးလည်းနည်းနည်းရှိရဲဆိုတဲ့အခါကျတော့ तू ကလည်း तू ရန်စူးစားတယ် तू ကစူးစားတော့ तू လည်းရမတည်ဖြစ်နေတာပေါ့နော်နည်းနည်းဆိုတော့ဒါသူ့ရဲ့ဆလင်တွဲလေးဆိုတော့နည်းနည်းလေးစိတ်လှုပ်ရှားပါတယ်သူဘလူကြီးလှုပ်တာလည်းရန်တည်စင်နေပြီပေါ့နော် အတူလေးတော့ကြည်ပေါ်ဟာအိဆာခလုံးကြည်ရတယ်ပေါ့နော်ဆိုအတူလေးရဲ့မှာ two character လေးကလည်းချစ်ဖို့ကောင်းတယ်ချစ်စရာလေးပေါ့နော် mom character လေးဆိုတယ်သူကအပြင်မှာတော့နည်းနည်းကလေးဆန်နေတယ်မှာပါတယ်တိတ်ပြီးတော့လူကြီးမဆန်ဘူးလူကောင်ကြီးကသာအကြီးနဲ့လို့ဖြစ်နေတာကလေးဆန်ဆန်မဲဆိုတော့လေဒီကားရဲ့မှာ mom character ဆိုတော့တော်တော်လေးသူနဲ့လိုက်တယ်ပေါ့နော်အဲဒါရှိမှာတော့666ဆိုရဲ့ တကာတကာရိုက်ထားရပေါ့နော်အဲကိုကျွတ်တော်ကိုရဲကိုရဲလွင်ဦးငယ်မက်ဆင်နီမြတ်တွေ့နေလိုက်ထားပါတယ်အဲ့ဒါလေးတော့ရှိပါတယ်ဟုတ်အဲပြဆိုပြတဲ့အကြောင်းလေးကတော့အဲ့ဒီဗုဒ္ဓဘုရားရှင်ကြီးရဲ့သင်္ချင်ကြတော့ကိုကိုရဲနဲ့ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့အကြောင်းမလို့အရင်ကအင်းရဲ့နားထောင်ဖြစ်တယ်အဲနားထောင်ဖြစ်တဲ့ပြောမှာအဲ့ဒီကကြတော့ဒီပူဇော်ကျင့်စိတ်ကြီးအရင်ဖြစ်နေရပေါ့နော်အဲ့ဒီသင်္ချင်ဆိုချင်တာတော့အရင်ကြပြီအဲဒါပေမဲ့မဆိုဘူးဖြစ်နေရဆိုတော့အဲ့ဒီကလည်းဒီတိုင်းလေးပဲပေါ့နော်အဲဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဒီဓမ္မတိတဘုတ်ကိုပူဇော်ရဲဆွဲပုံပန်နေတယ်ပဲဘုဘပါဠိပါပဲဆိုပြီးတော့ရိုက်လိုက်တာအဲရိုက်လိုက်တာလေဒီ တော်လေးပဲတင်လိုက်တာတော်တော်လေးပောက်သွားသလိုဖြစ်သွားတာပေါ့နော်ဟုတ်ကာယဝဲ ှကာဘာဆောင်ဆိုလို့လည်းမဟုတ်ဘူးပြဆိုတိလည်းမဟုတ်ဘူးဒါဒီဗုဒ္ဓဘာသာဝင်တယောက်နေတယ်ဒီသမီးကိုပူဇော်တယ်ဆိုတဲ့ပုံစံလေးပဲဆိုတော့အဲ့တော့ကြီးတိလည်းလူတွေကြည့်ရောက်သွားမယ်လည်းမထင်ဘူးဒိုင်းလေးပဲတင်လိုက်တာကိုကို Facebook အကောင့်မှာဆိုလဲအကို friend လေးနဲ့ထောင်ရရပေါ့နော်အဲ့လိုသဘောလေးနဲ့ပဲတင်လိုက်တာပေါ့အပြည့်ရောရှိရအပြည့်ရတော့တဲ့ဒီတိုင်း YouTube လေးမှာတော့တင်ထားရပေါ့နော်ဒါပေမဲ့အဲဒိုင်းလေးပဲအဲ့ဒါလေးတင်ထားတာပေါ့နော် ဆိုတော့အဲဒီတူလီနဲ့ရင်တော့တော်တော်လေးတော့တော်တော်လေးရောက်သွားတယ်လို့ပြောတယ်။အဲစာအေဂျင့်အားလို့ပြောရမှာပေါ့နော်။ဒီသင်းလေးဒီညီမ daily ရဲ့ comment မှာအဲတချို့ဆိုလို့ရှိရင်ဒါဘာမှမရှိဘူး။ဘာသာကြားရအောင်မှာဒီသင်းလေးကိုသဘောကျကြတယ်။ အဲဒီကိုဗုဒ္ဓဘာသာဝင်ဆင်းရဲဆိုလို့ရှိရင်လည်းပေါ့နော်အဲဆင်းရဲလာဆောင်လိုက်တာ ਨੇ သူတို့စိတ်ထဲမှာအေးချမ်းသွားတယ်ဆိုရာလေးနေဝမ်းသာသွားတယ်ဒီသူချင်းလေးကိုသူစိတ်ထဲမှာလည်းချမ်းစိတ်ချမ်းသာတယ်ပေါ့နော်ဒီတခြားကြတော့ original ကဒီရခိုင်ဘာရှင်ပေါ့နော်ရခိုင်ကိုဆိုထားတဲ့ရခိုင်နေရဲ့ရှင်းလို့ပြောလို့ရတယ်ပေါ့နော်ဒီစင်းလေးကကိုရိုင်းလေရခိုင်ဆက်တယ်ပေါ့နော်ရခိုင်လူမျိုးဆက်တယ်ဒါပေမဲ့တေယောကြတော့ဒီပြန်ပေါ်မှာမွေးရပေါ်မှာကြီးဆိုတော့ရခိုင်လူတော့ကောင်းကောင်းမပြောတတ်ဘူးစတိုင်လေးသားလောက်ပဲလို့ဆက်တတ်တာဆိုတဲ့အခါကျ တော့အခိုင်လိုစိုးကြတာအခက်ခဲရှိတယ်ပေါ့နော်အဲကိုမကျွမ်းကျင်နေပါလားရဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ဆိုလိုက်တော့မှအတန်ထွက်တွေမှားမှာပါညာလည်းကြောက်တာလည်းပါတယ်အဲကြောင့်မလို့ဒီမြန်မာလိုပြန်ဆိုထားတဲ့အဖရှင်လေးဝင်လည်းပြန်ဆိုလိုက်တာပါအဲအဲ့လိုအရင်ရောမရှိဘူးပေါ့နော်အဲမမီတို့ကတော့အဲ့လိုရခိုင်လိုဆိုတာလေးကိုကြားချင်ကြရတယ်ဒီဒီဒီဗုဒ္ဓဘုရားမြင်ရမှာပေါ့တခြားရခိုင်ချင်းလေးလည်းအဲ့လိုနားထောင်နေကြရအောင်နော်ဒါပေမဲ့တေးချာနေနေလေးအဲ့လိုအခက်ခဲဖြစ်နေတာပေါ့အိမ်မားလည်းအဲ့လိုရခိုင်လိုအရင်ပြောရဲသူလည်းမရှိတဲ့အခါကျတော့လေခုနဲ့အဲဒီတလုံးတလေးအတန်ထွက်လေးမှာ ားမမတော့ရမ်းစိတ်ကူတယ်ဒီရခိုင်နေအတွက်ပေါ့နော်သူတို့ဘာသာစကားကိုပုံပွန်လေးရခိုင်လူမျိုးစစ်တယ်ဆိုမြဲအဲ့လိုမှားသွားရင်မကောင်းဘူးနော်မှားသွားရင်မတိုက်ကြပါနဲ့ဆိုရတဲ့အတွက်ကြောင့်မလို့လေအဲမဆုဖြစ်သေးရပါဘူးအဲဟုတ်ဒီသင်းလေးဆိုတဲ့အခါကျတော့ဒီဟာအင်္ဂလိပ်လိုရောင်တိကျမသိပါဘူးမမီလောက်ပဲသိရပါဘူးနော်ဒါလေးကိုလည်းဒီလိုပူတော်မယ်ဆိုတော့ဒီတိုင်းလေးပဲအောက်မှာတင်နေလို့ဆိုမြဲလေအော်ဆိုပေါ့ဒီတိုင်းလေးပဲစလိုက်တာဆိုပြီးတော့ပောက်တော်မှာသင်းလေးဆိုတာအင်္ဂလိပ်သဘောတော့ကြကြပါဘူးဟုတ်ဟုတ်ထပ်ပြီးတော့ကြတော့လေသင်းတစ်လေးကိုပိုင်းသင်းတစ်လေးတဘောထွက်ဖို့ရှိပါတယ် အဲ့တဲ့ချင်းလို့တဲ့ဒီလာရဲ့ music video ရိုက်မယ်ပေါ့နော်အဲဒီ2025အကောင်ဖြစ်တဲ့ဒီဇမလာရဲ့မှာတော့အမှတ်တရအနေနဲ့ပဲဖြစ်အောင်ထွက်ဖို့တော့ကြိုးစားနေပါတယ်ရှင်အဲ့တဲ့ချင်းနမေကဆိုတော့ကဘာကျော်ရဲ့ယောဂပေါ့နော်တချင်းနမေလေးကလည်းနည်းနည်းဆန်းနေတချင်းပုံစံလေးကလည်းနည်းရောဆန်းနေအဲ music video လေးလည်းဆက်ဆန်းလေးရိုက်ဖို့တော့တွေးထားပါတယ်ဒီလာကောင်ကောင်တော့ဒီလာကောင်တော့ဖြစ်နိုင်တော့ထွက်ချင်တယ်ဒါပေမဲ့မမီမာဆိုးလို့ပေါ့နော်ခုမှ music video ရောရိုက်ရမှာဆိုတော့အဲ့ဒီနောက်လာရဲ့လောက်ထွက်ဖြစ်မယ်တဲ့တချင်းလေးကဆိုတော့ lyrics video လေးတော့တင်ထားပြီးသားပါ YouTube မှာတော့အကောင့်ပါအသေးကွေးလေး つらかパッチョのような当たり、ね、道 ဲဒါကြတော့ဒါဖျားချင်းလေးဖြစ်နေတဲ့ခါကြတော့ဒါပေမဲ့တဲတို့ဒီဓမ္မတေးကြီးကြတော့ပုံမှန်တဲတို့ဒီပွဲကြီးဆိုတဲ့အခါမှာအဲဒီပူဇော်ပွဲကြီးရှိမယ်လူပွဲကြီးရှိမယ်အဲ့လိုမျိုးမနက်ပိုင်းကင်းဆိုလို့ရှိရင်တော့တဲဓမ္မတေးကြီးဆိုဖြစ်ပါတယ်အဲဒါပေမဲ့ဒီတစင်းကတော့ဓမ္မတေးကြီးဆိုနေကြတစင်းကတော့မတူဘူးပေါ့နော်အဲဆိုတော့တစင်းမီကတော့တဲပုံမှန်လေးပွဲကြီးမှာလို့မြမတစင်းရောဒီခင်တစင်းတွေရောဆိုတဲ့သူဆိုတော့နည်းပြီးတော့အရင်ရောအမြင်တော့မစားတော့ဘူးလို့ထင်တာပဲပေါ့နော်ဟုတ်အခုနောက်ပိုင်းကကျတော့ဒီတဲတို့ဒီတဲတော့အစီအစဉ်ထွက်ခဲ့ရဆိုတဲ့အချိန်ကကျတော့ဒီကိုဗစ်ပြီးကိုဗစ်ချင်းအဲ့လိုမျိုးဆိုတော့နည်းနည်း လွယ်လေးလို့ပြောလို့ရတယ်။တချင်တဘောတဘောထွက်ပေါ်လာဒီဆိုရိုကြီးကလည်းနားနေတဲ့အချိန်ဥပမာလေးပြောရအောင်ဆိုရိုကြီးလည်းနားနေတဲ့အချိန်ဖြစ်နေတဲ့ခါကျတော့လေအခုကျတော့အကုန်လုံးလည်းအလုပ်တွေပြန်လုပ်ကြပြီဆိုတော့ဒီလိုမျိုးတကယ်အာဒီဆိုရိုကြီးတွေထွက်တဲ့အားလောက်ကတော့တကယ်ကမလုံနိုင်ဘူးနော်။အဲဆိုတော့တကယ်နောက်မှဒီလိုမျိုး sponsor background ကုမ္ပဏီပိုင်းဘာမှမရှိဘူး။ production ကုမ္ပဏီမရှိဘူး။တကယ်ကျတော့ကိုယ်ပိုင် producer ရတဲ့ဆိုရိုလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲအခုနောက်ပိုင်းဆို music studio ကလေတဘောတဘောကိုတင်ချာချီထောင်ချီရိုက်ကြတာ။ အရင်တော့ဆိုလို့ရှိရင်နေဆယ်သိန်းနဲ့တပုတ်ပြီးရဲ။ဟာဒါ PC ရောက်စချင်ရတယ်အဲ့လိုမျိုး PC ကိုလေအဲ့တော့အခု kick ကြာမရတော့ဘူးအဲ့တော့မရတော့ပြင်ဖို့ကိုရအောင်လုပ်မယ် budget ဆိုလို့ရှိရင်လည်းတကယ်ဒီလိုမျိုးပေါ့နော် artist တွေကတကယ်ရှေ့ကြီးလုပ်နေတဲ့အချိန်မှာတဲတို့ကအဲ့လောက်တော့မမီဘူးလားပေါ့မလုပ်နိုင်ဘူးကိုကိုပိုင်းကိုဝင်ငွေလေးနဲ့လုပ်ရတာဖြစ်တဲ့အတွက်ဒါပေမဲ့ပိတ်သက်တွေကြည့်ရခါမှာတို့ quality ရောမိကျမမယ်ဒါပေမဲ့ quality ကိုလည်းအရင် low quality မဖြစ်နေအောင်တော့တက်နိုင်ကြုံတော့တဲ့ဒီအချင်းကို music ကအစ music video ကအစတိချာလေးရောစစ်စစ်ပြီးတော့ စူးစမ်းနေပါအဲအကြောင်းလဲတပုံးနဲ့တပုံးထွက်တာကျေးတာအဲ့ဒါတော့လည်းပါတယ်အဲတော့မှချင်းတပုံးတပုံးလို့ကိုအရင်လိုမဟုတ်ဘူးတေးအပ်မယ်ဆိုတေးခါရရှိရဲအဲ music producer ကလည်းရှိရဲအဲ့ဒါရာစာအရင်ခင်လို့တသိန်းတသိန်းနဲ့မရတဲ့ခင်ဖြစ်နေတဲ့အခါကျတော့နည်းနည်းကြာနေတာပေါ့ဟုတ်ဘလောက်အကုန်ကြာခံနေတော့မပြောတတ်သေးအခုက music video ကဟိုကဖြစ်နေတာဆိုတော့လေအဲဒီအခု diamond music video ကျတော့ကိုဝိုင် director လောက်တာတော့မဟုတ်ဘူးဒါပေမဲ့အဲတေးရိုက်ချင်တဲ့ script ကိုရ script ရှိတယ်ဖြစ်နိုင် director ကိုကြည့်ကြပြီးတော့အဲ script အတိုင်းဒီနားမှာဒီလိုလုပ်မှာဒီကဲဆိုဒီလိုဖြစ်မှာဆိုပုံစံလေးနဲ့ တော့လည်းကိုပိုင် idea လေးစဉ်းစားထားရရှိတယ်ပေါ့နော်အဲ့လိုမျိုးရောရိုက်ဖြစ်မှာဆိုတော့ cloud amount ပေါင်းလေးတော့မသိပြပါဘူးရှင်အာဒါကိုကိုချင်းမီချစ်ခင်အားပေးကြရပြည်သက်တရားတူအိုးချင်းစရာကိစ္စညာရင်တမားရှင်တဲ့နောက်ထပ်ဒီလုပ်မယ့်ညညာလုပ်မယ့်လေးကိုလည်းဆက်ပြီးအားပေးကြပါအောင်လို့ပြချင်ပါတယ်ဒီစက်ဒီမားရှင်